အခြေခံတန်းမှာဘယ်သင်ကန်းစာတွေသင်ပေးတယ်ဆိုတာကိုပြောပြမယ်။အခြေခံတန်းကတီချဲတို့သင်တန်းမှာဆိုလို့ရှိရင်နှစ်တန်းရှိတယ်။အဲ့ဒီအခြေခံနှစ်တန်းဆိုတာကတန်းကိုသင်မယ်ဆိုလို့ရှိရင်တော့သူကသင်တန်းရေးနေတယ်၊အချိန်လည်းနေတယ်၊နောက်ပြီးတော့သင်ပေးတယ်အဲပညာတွေကလည်းနေတယ်။ဒါပေမဲ့သူကဘာလုပ်နိုင်လဲဆိုလို့ရှိရင်အဲ့ဒီသင်တန်းဆင်းတာနဲ့ကိုယ်တိုင်ဝတ်ဖို့နဲ့ကိုယ်နဲ့ကိုယ့်မိသားစုဝတ်ဖို့ကိုကိုယ်တိုင်ချုပ်ပြီးတော့ဝတ်နိုင်တယ်။ နော်ဘယ်တော့မှမမေ့တော့ဘူးတင်ထားမှုပါတယ်ငါစစ်ထုတ်တင်မှုပါတယ်မေ့သွားပြီအဲ့ဒီလိုမျိုးမရှိတော့ဘူးတချဲစီမှာတင်လိုက်လို့ရှိရင်တခါတည်းတစ်သက်လုံးမမေ့တော့ဘူးနော်အတုံးဝင်တယ်အဲ့ဒါကတဒန်းနောက်တဒန်းကကြတော့အခြေခံမှာမှသူကဘာပါလဲဆိုလို့ရှိရင်ရက်ွက်ထဲမှာစိုင်းဖွင့်တဲ့အခါမှာထသွားလာသွားဝစ်စုံအဲ့ထသွားလာသွားဝစ်စုံကို daily day လို့ခေါ်တယ်အဲ့ဒီ daily day ကိုဘာလာလာချုပ်နိုင်တယ်အဲ့ဒီအတန်းက အဲ့ဒီအတန်ကိုတင်ပြီးတော့တင်နန်းတက်မယ်ဆိုလို့တင်နန်းတက်မယ်ဆိုလို့ရှိရင်ဘာတွေပါမလဲဆိုလို့ရှိရင်ရင်ပုံးမျိုးစုံ ကော်လံမျိုးစုံ ဖြတ်ဆက်မျိုးစုံမိမရှက်မိမကုတ်၃လွား၄လွားဖိစကတ်ဂျိတ်လုံးကြီးပတ်လုံးကြီးဆွဲသားအပြော့သားခါဝင်နေဂျက်ကီဟူဒီအနွေးတဲ့တွေပါမယ်မိမကုတ်လည်းပါမယ်နော်အဲ့ဒီတော့ရက်ွက်ထဲမှာဆိုင်းပုတ်တင် အထက်လက်ခံလိုက်တဲ့အခါမှာ လာပြီးတော့အဲ့လို့ရှိရင်ပွဲတက်မပါသေးဘူးနော်ထပ်သွားလာသွားဝစ်စုံကို ဘားလာလာဘယ်ဒီဇိုင်းကိုလာလာချုပ်တက်ပြီနော်အဲ့ဒီအတွက်ကိုအကုန်လုံးကိုဟိုပက်တန်အရန်ကောင်းတဲ့ဒီဆောက်ထဲကနော်တီချဲသုံးနေကြမြန်မာလက်မပက်တန်နဲ့သင်ပေးတာအဲ့ဒီမြန်မာလက်မပက်တန်ကအာတာကျဲ၁၀မျိုးရှိတယ်။အရန်လဲလွယ်တယ်၊ရှင်းလဲရှင်းတယ်၊ဒီစာအုပ်ကို သုံးမှုတဲ့လူတွေဆိုရင်သိတယ်နော်။တီချဲတင်တဲ့သူတွေကတော့ပြန်ပြီးတော့ကိုတင်နှံပေးနိုင်တယ်နော်။ဒါဖြစ်လို့လဲဆိုတော့ဒီထဲထဲမှာအတိအကျတွေပါတယ်နော်။ အတိအကျတွေဆိုတာကလူတော်တော်များများအတွက်ကိုအဆင်ပြေတဲ့အတိအကျနီလန်းနေပါတယ်အဲ့ဒါတွေကိုကျွမ်းကျင်သွားပြီဆိုလို့ရှိရင်လိုတိုးပိုလျှော်လေးတွေကခေါင်းထဲမှာတွေးပြီးတော့ကိုလုတ်တက်သွားပြီအဲ့တော့အခက်ခဲဘာမှမရှိတော့ဘူးတိချက်ကိုသူတို့ကသင်တန်းဆင်းသွားပြီဆိုလို့ရှိရင်ဘာအဆင်မပြေလို့ဘာခက်ခဲလို့ဆိုပြီးတိချက်ကိုပြန်မေးစရာအကြောင်းကိုမရှိတော့ဘူးသူတို့တွေအဆင်ပြေနေကြတယ်နော်အခုတိချက်ကိုဒီမှာမေးတာတွေကြတော့ line ပေါ်မှာတိချက်စီမှာမတင်ရသေးတဲ့သူတွေပေါ့နော်မတင်ဘူးတဲ့သူတွေကနေလလမေးတဲ့မိကုန်းလေးတွေကိုတိချက်ကဖြည့်ပြီး ်နေတာအဆင်မပြေတာလေးတွေအများကြီးရှိလို့ပေါ့နော်တချက်စီမှာလာပြီးတော့တင်းတဲ့သူတွေကတော့အကုန်လုံးကိုပြေဆုံးအောင်ကိုစစချင်းဆက်နင်းနီးရနေစပြီးတော့ဆက်နင်းနီးဆိုလဲဟိုအလွယ်ဆုံးဆက်နင်းနီးပေါ့နော်အမြန်ဆုံးတက်တဲ့ဆက်နင်းနီးနော်အဲ့ဒီလိုမျိုးဆက်နင်းနီးရနေစပြီးတော့သင်ပေးတယ်ပြီးတော့မီးဘူးတိုက်နီး ကိုမီးဘူးတိုက်မယ်ဆိုလို့ရှိရင်လည်းမီးအားကိုဘယ်လိုသုံးမလဲမီးဘူးကိုဒီလိုမျိုးများများမပုတ်ဖ ೇನೆ ဖိရမယ်ပုတ်လိုက်လို့ရှိရင်အစွန်းလေးတွေထင်တတ်တယ်အဲ့ဒီဥစ္စာအစာအသေးစိတ်ပေါ့နော်ကက်ကြီးရဆိုလို့ရှိရင်လည်းအဝိုက်ဒီလိုမျိုးအဝိုက်ဆိုရင်ကက်ကြီးရပေးရမယ်အခုံးဆိုလို့ရှိရင်ကက်ကြီးရပေးသေးရမလို့မြင်းဖြောင်ဆိုလို့ရှိရင်ကော့ကက်မယ်ဆိုပေမယ်ကက်ကြီးရပေးစရာဒီလိုချိုးပြီးတော့လှမ်းမယ်ဆိုပေမယ်မြင်းဖြောင်ဆိုကက်ကြီးရပေးစရာလုံးဝမလိုပါဘူးအဲ့ဒီမြင်းဖြောင်ကိုကက်ကြီးရပေးလိုက်လို့ရှိရင်မြင်းဖြောင်ကအဖြောင်တိုင်းလေးကိုလိုချင်တဲ့11လေးတောင်ဆိုလေ အဖြောင့်တိုင်းလေးမထွက်ဖက်နဲ့ကိုေးသွားတတ်တယ်။နော်အဲ့ဒါဆိုလို့ရှိရင်လက်ရမကောင်းတော့ဘူးထွက်လာတဲ့ပုံထွက်မကောင်းတော့ဘူး။အဲ့ဒီလိုမျိုးပုံပုံထွက်ကောင်းအောင်လို့ special ကိုသင်ပေးလိုက်တယ်။အဲ့ဒါကြောင့်မလို့ t-shirt ရှိရသင်တန်းဆင်းတာနဲ့သင်တန်းဆင်းတဲ့သူတွေကလက်ရတန့်နေနီးစနစ်မှန်နေဒီလိုမျိုးဒီ pattern ကဒီတုံးထားတဲ့ pattern ကဒီကိုခန္ဓာနဲ့ fit တင်ကြတယ်เนาะအဲဒါလည်းဒီကိုခန္ဓာနဲ့ fit တင်ကြတယ်ဒီ ဒီဒီအင်းကြီးကလည်းဒီဆောက်ထဲကပတ်တန်အတိုင်းပဲဆွဲပြီးတော့ချုပ်ထားတဲ့အင်းကြီးပါအဲအဲ့ဒီလိုမျိုးဆိုတဲ့အခါကျတော့ဘာမှပုံမကြတာအဆင်မပြေရလုံးဝမရှိဘဲနဲ့လက်ရကောင်းတဲ့အတွက်ချုပ်ခကချုပ်ခကဟိုကိုရဲ့တတ်မှတ်ထားတဲ့နှုံအတိုင်းကိုတောင်းလို့ရတယ်စစ်တာတွေကြီးများတာတွေအဲ့လိုမျိုးမခံရတော့အဆင်မပြေတာဘာမှမရှိတော့ဘူးเนาะ တင်တန်းချေးကတော့ပရမအတန်းပေါ့နော်အခြေခံကိုပဲကိုနဲ့ကိုမိသားစုဝတ်ဖို့အတွက်ဆိုလို့ရှိရင်အဲ့ဒါကြတော့တင်တန်းချေးက9သိန်းမှာအဲ့ဒါဆိုလို့ရှိရင်တော့ကိုနဲ့မိကိုမိသားစုဝတ်ဖို့ကိုချုပ်တက်သွားပြီနော်အဲချုပ်ခါကုန်စရာမလိုတော့ဘူးနောက်ထပ်နောက်တစ်တန်းကကြတော့ ဘာလာလာ အထည်လာလို့ရှိရင်ချုပ်နိုင်တယ်အဲ့ဒါကကြတော့ဒီဒါကတော့အခြေခံပဲเนาะအခြေခံနေစပြီးတော့အထည် daily အထည်တွေအားလုံးကိုချုပ်နိုင်တဲ့အတန်းအဲ့ဒါကကြတော့တင်တန်းကြီးက15သိန်းမှာ15သိန်းကဒါကဒီတင်တန်းကြီးကအခုလဲဒီတင်တန်းကြီးနဲ့တင်နေတယ်အရင်တော့ကလဲဒီတင်တန်းကြီးနဲ့ပဲတင်နေဈေးမတက်ရသေးတဲ့တင်တန်းကြီးပါเนาะပညာတွေကတော့တင်တန်းဒီတင်တန်းကြီးတဲ့ အစာပေါင်းများစွာတာတဲ့ပညာတွေအသုံးချလို့ရတယ်တစ်သက်လုံးအသုံးချလို့ရတယ်ပညာတွေအများကြီးရသွားပါမယ်အဲ့ဒီအခြေခံကို ခိုင်မာသွားပြီဆိုလို့ရှိရင်ခက်ခဲတာလည်းမရှိတော့ဘူးပင်ပန်းတာလည်းမရှိတော့ဘူးအဆင်မပြေတာဆိုတာလည်းမရှိတော့ဘူးနောက်ထပ်ဘလောက်ပဲလာလာတခြားပညာတွေပေါ့နော်သူတဲ့သူတဲ့မြင်းတဲ့ပညာတွေကိုကိုကောင်းတဲ့ကိုဘလောက်ထဲထဲရောသွားတာတို့ရှုပ်သွားတာတို့မရှိတော့ဘဲနဲ့အခြေခံခိုင်ခိုင်မာမာသဘောတရားကိုတည်တည်ချာချာ တိနားလဲပြီးတော့နောက်ထပ်ကိုထပ်ပြီးတော့တဆင့်တဆင့်တဆင့်တက်လို့ရသွားတဲ့ပညာတွေပါ အဲ့ဒါကြောင့်မလို့ဒီပညာကမရှိမဖြစ်လိုအပ်တယ်အဲရှို့ရဆိုလို့ရှိရင်စိုင်းဖွင့်နေတယ်သင်တန်းတွေလည်းပေးနေတယ်အထည်တွေလည်းချုပ်နေတယ်အဆင်မပြေဘူးဆိုပြီးတော့တစ်ချက်ရှိမှာလာမေးတဲ့သူတွေအများကြီးရှိတယ်ဒါကတော့ comment မှာမေးတာပေါ့နော် comment မှာမေးတာမျိုးတွေရှိတယ် messenger မှာမေးတာ viber မှာမေးတာတွေရှိတယ်เนาะ page လည်းရှိတယ်ဒီချက်မှာ page လည်းရှိတယ် twin အဆင်မြင် designer သင်တန်းဆိုတဲ့ page အဲ့ဒီ page က messenger မှာလည်းလာမေးတဲ့သူတွေအများကြီးပဲရှိတယ်အဲသူတို့တွေကအဲ့ဒါကကြတော့ဘာဖြစ်လို့သူတို့ခက်ခဲနေ လဲဆိုလို့ရှိရင်အခြေခံမခိုင်မာခဲ့လို့ခက်ခဲနေတာအဲ့ဒါကြောင့်မလို့အဲ့ဒီလိုဒီလိုအခြေခံကိုတိကျတဲ့သူလိုတိတိကျကျလေးကြီးကြီးညံ့ညက်ကလေးသဘောတရားကိုအကုန်လုံးနားလဲအောင်သင်ပြီးတော့တတ်သွားပြီဆိုလို့ရှိရင်သူတို့ကတော့အခြေခံခိုင်မာသွားပြီနောက်ထပ်ကတော့လာသမျှပညာကိုအကုန်လုံးစုပ်ယူလို့ရပြီပေါ့နော် အရင်ဆုံးတရှေကဘလို့တင်ပေးလဲဆိုလို့ရှိရင်ဒီတင်နန်းသူရဲ့ကိုခန္ဓာနဲ့တင်ပေးတယ်ကိုခန္ဓာကိုတိုင်းနဲ့ကိုကိုကိုချုပ်ဝစ်လို့တတ်အောင်တင်ပေးတယ်ကိုကိုကိုချုပ်ဝစ်တယ်ပထမဆုံးတစ်ထဲနှစ်ထဲသုံးထဲအများနဲ့ချုပ်တဲ့အခါကျကိုကိုကိုအလွတ်ရသွားပြီကိုယ့်ရဲ့ကိုခန္ဓာကိုရင်ဘလောက်ခါဘလောက်တင်ဘလောက်ဆိုတာလည်းပက်လေအတိုင်းဓာတ်တွေလည်းအလွတ်ရပြီတွက်ပြီးသားတွေကိုလည်းအလွတ်ရပြီပြီးတော့ဒီမှာပက်တန်လေးဆွဲလိုက်တယ်ဒီပက်တန်ဆွဲလိုက်ပြီဆိုလို့ရှိရင်လည်းအဲ့ဒီပက်တန်လေးက အရွယ်လေးပေါ့နော်ဒီလိုပက်တန်လေးဒီလိုပက်တန်လေးကဆက်ကူပေါ်မှာပက်တန်ဆက်ကူပေါ်မှာဆွဲထားတာလေးကလည်းဘယ်လောက်အရွယ်ဆိုတာကို အမြဲတမ်းပဲမြင်လာတဲ့အခါကျတော့အလွတ်ရသွားပြီအလွတ်ရသွားတဲ့အခါကျတော့ကိုကိုကိုအလွတ်ရပြီဆိုလို့ရှိရင်ကိုကနေပြီးတော့မှအထည်ချုပ်တဲ့အခါမှာဒီတယောက်ကကိုရယ်ပိန်သလားဝသလားဆိုတာကိုကသိတယ်လေသိတဲ့အခါကျတော့ဒီကိုကိုခန္ဓာနဲ့ဒီသူ့ဆွဲတာနဲ့ဆိုလို့ရှိရင်ပိန်ရင်တော့နည်းနည်းသိရမယ်ဝါလို့ရှိရင်တော့နည်းနည်းကြည့်ရမယ်ဒါမှမဟုတ်များများဝရင်လည်းကိုရယ်အများကြီးကြည့်ရမယ်ဆိုတော့ကိုကသိတယ်အဲ့ဒီအတွေ့အဲ့ဒီမှာမှားသွားပြီဆိုလို့ရှိရင်လေအာငါဘယ်နေရာမှာမှားသွားပြီဆိုတာသိပြီဘာဖြစ်လို့လဲဆိုတော့ကိုကိုခန္ဓာကိုအလွတ်ရထားလို့ အဲ့ဒီအတွက်ကိုအော် तू ကတော့ဘယ်နေရာမှာမှားသွားငါတော့ဘယ်နေရာမှာမှားသွားပြီအဲ့ဒါဆိုလို့ရှိရင်ဒါဒီဘယ်နေရာကို तू ပြန်ပြင်ရမယ်ငါတိုင်းနေရာမှာမှားရလားတွက်တဲ့နေရာမှာမှားရလားတခုခုပြန်စစ်ပြန်စစ်လို့ရှိရင်ကိုကဘာမှားတယ်လဲဆိုတာကိုလည်းကိုကွာကိုသိတယ်ကိုဖါကိုသိတော့ကိုဖါကိုပြန်ပြင်မယ်ဆိုတဲ့အတွက် customer နဲ့ကိုနဲ့ ကက်စရာမှာလက်ထက်ရမှာအဆင်မပြေတာမျိုးလည်းမရှိတော့ဘူးစကားများစရာမျိုးလည်းမရှိတော့ဘူးအယောပေးရစရာမျိုးလည်းမရှိတော့ဘူးအဲ့ဒီလိုမျိုးကိုအခြေခံကိုခိုင်မအောင်ကြည်ကျင်ညံ့ညက်ကလေးသင်ပေးလိုက်တာပါအားလုံးအင်ဂျီဒီဇိုင်း30ကို30ကိုအကျော်ပဲရှိရနော်တကယ်ကိုလက်တွေ့30ကိုပဲဒီသင်တန်းခန်းမှာလည်းမှာပဲချုပ်ရတာပါစကတ်ဆိုလို့ရှိရင် ရေသူမသုံးလှလေးလှဖိစက်ကကြိတ်လုံးကြီးပတ်လုံးကြီးရတယ်တကယ်စမှတ်ကြတယ်ခါမဟာဘူးတင်မပွားဘူးအဲအဖုံးမဆွေဘူးအရန်ကိုပွဲတက်စက်ကအဲ့ဒီဥစ္စာကိုပွဲတက်ကြိတ်လုံးကြီးပေါ့နော်အဲ့ဒီအတိုင်းကိုပဲချုပ်ရတာပါအဲ့ဒါကလည်းစက်ကတွေကလည်းအတူတွေရောရေသူမစက်ကတွေရောနော်ကိုရီးယားကျောင်းသူစက်ကတွေရောခွဲဆက်စက်ကတွေရောအဲ့ဒါမျိုးကလည်းအထင်20အဲ့ဒီ20ကိုပဲ20အပြည့်အဝကိုပဲချုပ်ရတာပါ နော်ဒီလိုမျိုးဒီကနေပြီးတော့ခွဲထွက်ရင်ဒီဇိုင်းတွေအများကြီးထွက်လို့ရတယ်ဆိုပြီးတော့ပြောလိုက်တာမျိုးမဟုတ်ပါဘူးလက်တွေကိုအထက်20ချုပ်ရတာပါလက်တွေကိုအင်းကြီးကလည်းအထက်30ချုပ်ရတာပါအဲ့ဒီလိုမျိုးချုပ်ပြီးလို့တင်ရမယ့် course တွေအကုန်လုံးပြီးပြီဆိုလို့ရှိရင်ကိုလိုချင်တဲ့ဒီဇိုင်းကိုလက်ညှိုးထိုးဒီရှင်းအားတင်ပေးပါရတယ်။အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကိုလိုအဲ့တင်နန်းသူဘက်ကလိုချင်တဲ့ဒီဇိုင်းဟာ တစ္ဆေကပါဇက်နဲ့ပြောလိုက်ရင်ကို तू อ่ะတိသွားပြီเนาะသင်ပေးစရာမလိုတော့ဘူးဒါကတော့ဒီလိုလုပ်တာဒါကတော့ဒီလိုလုပ်တာဆိုလို့ရှိရင် तू တိသွားပြီအဲ့ဒီလိုမျိုးအခြေအနေထိရောက်သွားပါတယ်ဒီသင်တန်းလေးပြီးသွားလို့ရှိရင်ပေါ့เนาะအဲကိုသင်တန်းဆင်းသွားလို့ရှိရင်လည်း bye bye ဟို လာပြီးတော့ကတ်ရှာမှာအပ်တဲ့ဟာမှာဒီသင်ငန်းစာတွေမှာမပါဘူးနော်ဘာလို့ ਆ မှန်းမသိဘူးဆိုလို့ရှင်လေလှမ်းပြီးတော့ Viber နေပို့လိုက် Messenger နေသူတို့ပို့လိုက်တဲ့အခါကျရင်ဘလိုဘလိုလေးလုတ်လိုက်ပါဆိုတီရှပ်စကားနဲ့ပြောလိုက်တာနဲ့ပြီးသူတို့နားလဲသွားပြီးအဆင်ပြေသွားပြီနော်အဲ့ဒီလိုမျိုးအခြေခံတွေကောင်းကောင်းခိုင်ခိုင်မာမာရသွားတဲ့အတန်းမှာအဲအဲ့ဒါကြောင့်မလို့ဒီ line ပေါ်မှာလာမေးတဲ့သူတွေကကျတော့တီရှပ်တင်ထားတာမဟုတ်တဲ့အတွက်သူတို့က မသိဘူးမသိတော့တော်ယုံကိုတီရှာနည်းနည်းပပဖြည့်ပေးလို့ရှိရင်ကိုသူကနားမလည်နိုင်ဖြစ်နေတာပေါ့နော်အဲ့ဒီလိုမျိုးရှိပါတယ်အဲအကြောင်းမလို့တင်နန်းကတော့ရန်ကုန်မှာပါတင်နန်းအချင်းနေဆိုလို့ရှိရင်ရန်ကုန်မြို့လာတာမြို့နယ်ဖုန်းနံပါတ်က39 5တီရှာ39 3လုံးကိုအဲအဲ့ဒီမှာဖုန်းဆက်ပြီးတော့စုံစမ်းလို့လည်းရပါတယ်နောက်ပြီးတော့နေတင်နန်းသူတွေအတွက်ဆိုလို့ရှိရင်လည်းအဆောင်ပေးပါတယ်နော်အဆောင်ရှိပါတယ်နော် အခုကတော့အခြေခံတန်းအတွက်ပဲပြောသွားတာနောက်ထပ်အတန်းဒီတန်းတွေလည်းရှိပါသေးတယ်ဘာသာစုံ